ဒီဆက်လက်ပိုင်းမှာစနေသားမွယ်ကံကောင်းနေလားကံဆိုးနေလားနှစ်ခုနဲ့မေးရင်ကောင်းအားက90လောက်တော့ရှိနေပါတယ်။ရီထာရမှာ30လောက်ရှိပါတယ်။ဘာတွေကကောင်းနေတာလဲ။ဘာတွေရီထာရမလဲဆိုတော့ကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်။နံပါတ်၁တစ်ချက်နေနဲ့ငွေကြေးအဥ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကအရန်အားကောင်းနေပါတယ်။ကံတွေနဲ့ပတ်သက်ပြီးတော့ငွေတွေဝင်လာတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ ။ဒါကြောင့်ဘို့ဒီဆန်လပိုင်းမှာစနေသားပြည်ပြည်ကံတွေဆန်းကြည့်ပါ။ဒီရက်နောက်မှာကြောက်ကံဆန်းရမယ့်နံပါတ်လေးတွေပြောပြပေးမယ်။ကံဆန်းပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်။နောက်လက်ချက်ကောင်းနေလာကဒီကက်ကခွန်းနှမိတ်ဖြစ်တယ်။အတော်ကြီးတယောက်ကကလီမလေးကိုခွန်းလက်ဆောင်ပေးနေခွန်းထဲမှာပန်းတွေထည့်ထားတယ်ဆိုရင်နှမိတ်ဖြစ်တယ်။ဒီနှမိတ်ထဲမှာကြောက်တဲ့ဆရာတခုမှမရှိဘူး။ခွဲဆိုတာကငွေကိုလေပူစားပြုတယ်အရန်ကောင်းပါတယ်ဒီနမိတ်ကိုကြည့်ချင်အားဖြင့်ငွေချင်းဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့ ကိုလုံးဝမရောက်တဲ့ငွေကြေးဥစ္စာပစ္စည်းတွေတည်းနဲ့ရရှိတာမျိုးဥမာအမွေတွေရရှိတာမျိုးငွေကြေးနဲ့ပတ်သက်ပြီးငွေတွေစုမိစောင်းမိတာမျိုးအလောက်ကန်နဲ့ပတ်သက်ပြီးငွေတွေဝင်လာတာမျိုးနော်ဒီလိုကိစ္စမျိုးတွေပေါ်ထွက်ပြီးတော့ငွေကြေးတွေစုမိစောင်းမိမှာဖြစ်ပါတယ်။ဒါကြောင့်ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်ကံကအရန်ကောင်းပါတယ်။ မိတ်ဆွေကတငယ်ချင်းကနဲ့ပတ်သက်မယ်ဆိုရင်တော့အရန်ညက်နေတာလည်းမဟုတ်ဘူးအရန်ကောင်းနေတာလည်းမဟုတ်ဘူးကိုရန်ခင်ကတငယ်ချင်းတွေရန်ချက်တဲ့မိတ်ဆွေရဲ့အကူအညီထောက်ပံ့ကောင်းတချို့တော့ရှိတယ်ဒီခါရမှာကအဲ့တငယ်ချင်းထဲမှာပဲကိုတစ္ဆာဖောက်တဲ့သူတွေဂတိမတည်တဲ့သူတွေနော်ကိုယ့်ရဲ့ယုံကြည်မှုအလွဲသွန်းစားလောက်တာတွေဂျုံတွေတတ်ပါရဲ့ဒါကြောင့်တငယ်ချင်းမိတ်ဆွေနဲ့ပတ်သက်မယ်ဆိုရင်အတိတ်က ငွေချီတာတွေငားတာတွေမလုပ်ပါနဲ့အကျိုးမပေးပါဘူးမိတ်ဆွေတငယ်ချင်းနဲ့ပတ်သက်မယ်ဆိုရင်ကို့ကိုကြီးပေးမဲ့လွယ်တယ်ရှိနေပြီးတော့ကို့ဒုက္ခရအောင်အခက်ခဲဖြစ်အောင်မနာလိုတဲ့တငယ်ချင်းမိတ်ဆွေရှိနေတယ်ဒါကြောင့်မို့မိတ်ဆွေတို့နဲ့ဒီဆက်မပိုင်းမှာပေါင်းရင်းဆက်ဆံနေရမှာအထူးပြုဆိုင်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်အရန်ကောင်းနေတာတစ်ခုကမိသားစုရင်းနဲ့ပတ်သက်တာကိုရဲ့မိသားစုထဲမှာနားလည်မှုလွဲနေတာပဲဖြစ်ဖြစ်နော်တရားနဲ့တရားတော့အစင်မပြေတာပဲဖြစ်ဖြစ်ကိုရဲ့မိသားစုမှာအိမ်ပူနေတာတွေအိမ်ဆူနေတာတွေကိုရဲ့မိသားစုဝင်ထဲမှာ တရားပြမှာပျောက်သွားတယ်အဆက်တွင်ပြက်နေတယ်ဆိုရင်ဒီဆန်းလာပိုင်းမှာတေချာပေါက်ပြက်လဲဆက်တွေရရှိတာမျိုးတွေဂျုံထွေးနေပါတယ်ကိုယ့်ရဲ့မိဘတွေဒီကောင်မတွေနားလည်းမှုလွဲနေတယ်ဆိုရင်လည်းတေချာပေါက်ဒီဆန်းလာပိုင်းမှာပြက်လဲနားလည်းမှုရရှိပြီးတော့အဆင်ပြေသွားမယ်ဆိုတဲ့မိတ်တွေမှာရှိပါတယ်အရန်ကောင်းပါတယ်အိမ်ချံမြင်းနဲ့ပတ်သက်ပြီးတော့လည်းအရန်ကြုံပေးပါတယ်စနေတောင်းရင်နေနဲ့အိမ်ဝယ်မှာလားအိမ်ရောက်မှာလားကြုံပေးပါတယ်အိမ်ဝယ်တဲ့သူတွေနေနေကလည်းနော်ငွေအမောက်ကတက်တော့တက်တာနဲ့ရရှိတာမျိုးတွေကျုံတွေ့ပြီးတော့ရောင်းမဲ့သူတွေနေကလည်း ကိုမထင်မှတ်ထားတဲ့ငွေတဲ့ပုံပြရရှိတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။အဲဒါကြောင့်အိမ်ချမ်းမြေနဲ့ပတ်သက်မှဆိုရင်ရောင်းတာပြည့်ပြည့်ဝယ်တာပြည့်ပြည့်အကျိုးပေးနေတဲ့ခလာထဲမှာရှိပါတယ်။နောက်တစ်ချက်အရန်ကောင်းတာကအချိန်နဲ့ပတ်သက်တာ။စနေသားမိတွေအချိန်နဲ့ပတ်သက်ပြီးတော့ထောက်ဆောင်ညှက်လာခဲ့တဲ့မြောက်ပဲဒီဆန်းလာပိုင်းမှာအဲ့ဒီဝတ်ကြိုးတွေဂုံမီးဆိုတဲ့နာမည်ထဲမှာရှိပါတယ်။ဂုံမီးဆိုတာကတော့ကိုနဲ့ပူစာဘတ်ပူစာမန်မဟုတ်တဲ့သူတွေကကိုယ့်အနာကလည်းထွက်သွားပြီးတော့ကိုနဲ့တင့်တော်တဲ့သူတွေကိုယ့်ရဲ့အိမ်အောင်ဘတ်တွေကကိုယ့်ရဲ့အနာကိုရောက်ရှိလာတော့မယ်ဆိုတဲ့နှွေးထဲမှာရှိပါတယ် မိတ်ဆွေချစ်သူနဲ့မိတ်ဆွေနားလည်မှုလွယ်ပြီးကွဲသွားမယ်ဆိုရင်စိတ်မညစ်ပါနဲ့စိတ်မပြတ်ပါနဲ့ကိုယ့်ရဲ့ဂျင်တော့ဘယ်လိုတွေးရမလဲဆိုတော့ဒီဆန်လပိုင်းမှာနော်ကိုယ့်ရဲ့အိမ်အောင်ဘက်ဖူးစာစစ်ဖူးစာမှမဟုတ်ဘူးဆိုရင်ကိုယ်နဲ့ကြကြမနေနိုင်ပါဘူးထွက်သွားပေးရတယ်ဒါကြောင့်အဲ့လိုထွက်သွားလဲဆိုတော့ဝမ်းတောင်ရမှာဖြစ်ပါတယ် ကိုယ့်ရဲ့အိမ်အောင်ဘက်ကိုယ့်ရဲ့ဖူးစာစစ်ဖူးစာမှန်ပေါ်လာမယ်ဆိုလာကမှရှိပါတယ်ဖူးစာဘက်မဟုတ်တဲ့သူတွေအိမ်အောင်ဘက်မဟုတ်တဲ့သူတွေတေချာဘက်ကွဲကွာမယ်လာပလာမှရှိပါတယ်ဒီနမိတ်ကိုကြည့်ချင်အားဖြင့်ကောင်းတယ်လားဆိုးတယ်လားခွဲခြားလို့မရအောင်ကြောင်းနေတဲ့ကြောင်းယူဆတာကောင်းတယ်လို့ပဲယူဆရပါမယ်နောက်ဟုတ်တယ်လေကိုနဲ့အကြာကြီးတွဲနေတဲ့ကိုယ့်ရဲ့ချစ်သူကကိုယ့်ရဲ့အိမ်အောင်ဘက်မဟုတ်ဘူးကိုယ့်ရဲ့ဖူးစာစစ်ဖူးစာမှန်မဟုတ်ဘူးဆိုရင်ဘာလို့ကြာကြီးတွဲနေမှာလဲနမိတ်ပြတ်တဲ့အချိန်ကုန်နေကြောင်းနေတဲ့အကြတော့နော်ဝေသွားတာပဲကောင်းတယ်လို့ထင်ပါတယ်ဘာကြောင့်လဲဆိုတော့နောက်လေ क्वे ရမှာပဲအခုလေ क्वे ရမှာပဲ ကွဲတာချင်းတူတူမြန်မြန်ဆန်ကွဲတော့ပို့ပြီးတော့ကောင်းတယ်ဒါမှပဲကိုယ့်ရဲ့ပူးစာစစ်ပူးစာမှန်အိမ်တော်ဘက်ကောင်းလေးအများဆုံးပေါ်လာမှာဖြစ်ပါတယ်အချစ်ရေကတော့ဒီလိုနေထားမှာရှိနေပါတယ်နောက်အချက်ရန်ကောင်းနေတာကဒီစားလာပိုင်းမှာစနေတောင်းတွေစမ်းရမ်းပွင့်နေပါတယ်လူချစ်လူထင်များတဲ့ကာလထဲမှာရှိပါတယ်စီးပွားရေးပဲဖြစ်ဖြစ်အလောက်ကိုင်းပဲဖြစ်ဖြစ်ဘယ်လိုကိစ္စမဆိုအကျိုးပေးနေတဲ့ကာလထဲမှာဖြစ်တော့ကြောင်းအရန်မျက်နှာပွင့်နေပါတယ်လူချစ်လူထင်များနေမှာဒီချက်တော့အရန်ကောင်းပါတယ် ။ယခုအစ်ထားရမှာကစနေသားမိအိမ်တော်တွေနေနဲ့ကိုယ့်ရဲ့အိမ်တော်ဘက်နဲ့ကိုယ်နဲ့ကနားလည်မှုတွေတော့လွဲတတ်ပါလေ။ဘယ်ရနောက်မှာကျွန်တော်ရေရာလေးပြေးမယ်ဒီရေရာကိုခြေချင်းအပြည့်စနေသားမိရဲ့အိမ်တော်ရေးတွေတာရလာမှာဖြစ်ပါလေ။ယခုအစ်ထားရမှာကအိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အိမ်တော်ဘက်ပုံမှန်ကနားလည်နိုင်အောင်ပဲစူးစမ်းပါ။တော့သူကမှန်နေပါလျက်နဲ့ကိုကအမှားထင်ပြီးတော့သူ့ကိုပြောတာတွေဆိုတာတွေနောက်တာတွေလုံမိမယ်ဆိုရင်ငါပါမှောက်ပြီ။ဒါကြောင့်မို့အိမ်တော်ရင်းနဲ့ပတ်သက်မယ်ဆိုရင်ကိုရဲ့အမျိုးသားအိမ်တော်ဖက်ပေါ်ပေါ့နော်အမျိုးသမီးပေါ်မှာ ကိုကပြောဆိုဆက်ဆံတဲ့နေရာမှာကိုပြောလိုက်တဲ့စကားမှားတယ်လားမှန်တယ်လားသိချစဉ်းစားသုံးသပ်ပြီးမှပြောပါကိုကမှားနေတယ်ဆိုရင်မပြောတာအကောင်းဆုံးပါပဲမဟုတ်ဘူးဆိုရင်ဒီစက်လောက်ပိုင်းမှာသိချပေါ့တော့ပြောဆိုမတတ်မှုကြောင့်ပြောဆိုမှားမှုကြောင့်အင်တော်ကြီးပြက်တာတွေအင်တော်ကြီးစင်မတီတာတွေဖြစ်နိုင်ပါတယ်ဒါကြောင့်မို့အင်တော်ကြီးနဲ့ပတ်သက်မယ်ဆိုအငန့်လေးနည်းနည်းလေးရှင်းတော့ကြမို့ကြောင်ပေးတဲ့ရေပြာလွတ်ချရပြီးအင်တော်ကြီးကန်တွေကောင်းမွန်လာမှာဖြစ်ပါတယ်ကျမရင်နဲ့ပတ်သက်ပြီးတော့ရေဘူးရအားဖြင့်တော့ကျမကြီးကခေါင်းနဲ့ယာရီဥဒ္ဓအပူပြောင်းချောက်ပဲကျမရုတ်တရက်ညံ့တတ်ပါတယ် ။အခုလေးဘက်သတိထားရမှာကအစားတောက်အနေထိုင်လို့စဉ်းကျင်နိုင်မယ်ဆိုရင်ပို့ပြီးတော့ကောင်းတယ်။ကိုယ်နဲ့မသက်တဲ့အစားအစာတွေမကြာခဏစားမိတယ်ဆိုရင်ကျန်မာရုပ်တရက်ညံ့သက်ပါဒီတစ်ချက်တော့သတိထားပါ။စေယုံစေခံသွားမပြောက်တဲ့သူတွေနော်အနာနဲ့စေတဲ့မသက်တဲ့သူတွေနေတဲ့ကားလည်းဒီဆက်မပိုင်းမှာတေချာပါယောဂဝေဒနာတက်တာပြောင်းခင်းသွားပြီးတော့ ျမ်းမာပျော်ရွှင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့စနေသားတွေကျမ်းမာရင်းနဲ့ပတ်သက်ပြီးတော့အရန်အားကောင်းနေတဲ့အလားတည်းကိုကြောင်းရှိလာပြီးခင်ဗျာ။အခုကောင်းနေတာကဘာသာတရားနဲ့ပတ်သက်တာဒီစနေလပိုင်းမှာစနေသားတွေဘာသာတရားတွေကိုများများလှုပ်ချင်အောင်ပြီးတန်ကောင်းမှုတွေကိုယ့်စီကိုကြောင်းရှိလာမှာဖြစ်ပါတယ်။အကောင်းဆုံးကတော့ကိုယ့်ရဲ့ဘာသာလိုက်လေးဘာသာပြားလေးဖိလုပ်ပြီးပါဗုဒ္ဓဘာသာတွေအနေနဲ့ကတော့အထိတ်ထန်လေးတွေဝင်ကြည့်ပါခင်ဗျာအထိတ်ထန်ကိုယ့်ရဲ့လောက်ပဲဝင်နော်ပကြီးကိုတရက်ကိုသုံးမက်လောက်ပဲစိတ်ကိုယ့်ရဲ့တတိဝင်ဖြစ်ချင်တဲ့ဆမာတွေစုတောင်း တေချာပေါင်းမိတ်ဆွေတို့ရဲ့ဖြစ်ချင်တဲ့ဆန္ဒလေးတွေအလုတ်တိုင်းစီးပွားရေးအိမ်တော်ရေးအချစ်ရေးအဆက်ဆက်ရရအဆင်ပြေသွားမယ်ဆိုတဲ့ကာလတွေမှာရှိပါသေးတယ်။ဒါကြောင့်မို့ဒီဆန္ဒလပိုင်းမှာစနေသားတွေတိတ်တန့်နေတွေဝင်ကြည့်ပါဝင်လို့မတက်တဲ့သူတွေဝင်ချင်တဲ့သူတွေစီရင်ကွန်မန့်မှာကြောက်ချက်လောက်မှတ်လာခဲ့ပြီပါစနေသားတွေဖေဖေမေမေနေနဲ့ကိုကသားလည်းမွေးထားတဲ့တမီးလည်းမွေးထားတဲ့ဆိုရင်တော့ဂျန်ကောင်းပါလေသားကျော်ရောတမီးကျော်ရောခန်းစားရမယ်လတ်တလာမှာရှိပါလေ ကိုယ့်ရဲ့သားသမီးတွေကပြောဆိုရခက်နေတယ်ဆုံးမရခက်နေတယ်ဆိုရင်ဘရွေးနောက်မှာကျွန်တော်ရတရားလေးပေးမယ်ပြည်ရတော်ချီပြီးတော့မိတ်ဆွေရဲ့သားသမီးကိုပြောဆိုဆုံးမကြည့်ပါတေးချပေါ့မိတ်ဆွေရဲ့စကားကိုနားခံတာမျိုးနားထောင်တာမျိုးတွေဂျုံတွေ့မှာဖြစ်ပါတယ်အရန်ကောင်းပါတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့အရန်ကောင်းနေတာကကိုယ့်ရဲ့ဆရာသမားအကူအညီထောက်ပံ့ကောင်းတွေရှိရယ်ပြီးတော့ရင်ကိုယ့်ရဲ့မိဘတွေမောင်နှမတွေကိုယ့်ရဲ့မိသားစုအကူအညီထောက်ပံ့ကြောင့်ပညာရေးတွေအဆင်ပြေတာမျိုးတွေဂျုံတွေ့နိုင်ပါတယ် ပြီးတော့ကိုကဒီလထဲမှာစောင်းပွဲဖြေဖို့ကိစ္စလေးတွေရှိတယ်ဆိုရင်တေချာပေါ့အောင်မြင်ချင်တယ်ဆိုရင်တော့ကြောက်ဘယွေးနောက်မှာရတရားလေးပြေးမယ်ဒီရတရားကိုခြေချင်းအပြင်စောင်းပွဲဖြေမဲ့ကိစ္စတွေရဲ့အလွယ်တကူအောင်မြင်သွားမယ်ဆိုတဲ့ကာလထဲမှာရှိပါတယ်အရန်ကောင်းပါတယ်အလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်ပြီးတော့ကြာလနမိတ်ကနော်ဘယင်နမိတ်ဖြစ်တယ်နော်ဘယင်မကကျဲတဝိကိုခြင်ထားတယ်ဆိုတဲ့နမိတ်ထဲမှာရှိပါတယ်ဘယင်ဆိုတာကငွေချင်းအဥ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့ကျွဲဝချမ်းသာနေတဲ့လူတယောက်ပြီးတော့ မွေးဆိုတဲ့เนาะအဝိုင်းလေးကိုထက်ကင်ထားတဲ့ကျယ်နမိတ်ဒီကိုဒီနမိတ်ကိုချစ်ချင်အားဖြင့်အနောက်ကင်စီးပွားရေးတွေကအရန်အားကောင်းလာတော့မယ်အရန်စင်ပြေလာတော့မယ်ကိုစ조사ရင်조사တော့တော့အနောက်ကင်စီးပွားရေးတွေဖြစ်ထွန်းတော့မယ်ဆိုတဲ့နမိတ်ထဲမှာရှိပါတယ်ဒါကြောင့်မို့စနေသားရီတွေဒီဆန်းလာပိုင်းမှာအနောက်ကင်စီးပွားရေးနဲ့ပတ်သက်ပြီးဘယ်လိုကိစ္စမဆိုဘယ်လိုမျိုးအလုပ်မျိုးမဆိုအောင်မြင်မယ်ဆိုတဲ့ကာလထဲမှာရှိနေပါတယ်အရန်ကောင်းနေတဲ့ကာလထဲမှာဖြစ်နေပါတယ်သတိထားစရာတခုတော့ရှိပါတယ်အနောက်ကင်နဲ့ပတ်သက်ပြီးတော့ ကိုကဘာပဲလောလောအောင်မြင်တဲ့အချိန်မှာမနာလိုတဲ့သူတွေမုန်းတဲ့သူတွေနော်ကိုကိုအမြဲတမ်းလိုလိုခိခိုက်နေတာကိုလုံးမဲ့သူတွေပေါ်လာနိုင်ပါတယ်။ဒါကြောင့်မို့စနေသားတွေအသီးသားရောက်မှကအဖြစ်တွေများနေလိမ့်မယ်။အပိတ်ပင်တွေအသားစီးအဟန့်သားတွေရှိနေတတ်တယ်။ဒါကိုဂယုမဆိုင်ပါနဲ့။ဒါကိုဖျက်ချော်နိုင်မယ်ဆိုရင်တော့တေချာပေါင်းအောင်မြင်မှုပန်းနိုင်ကိုရောက်ရှိမှာဖြစ်ပါတယ်။အလုတ်ကန်စီးပွားနဲ့ပတ်သက်ပြီးတော့အလုတ်ပြောင်းမဲ့သူတွေအလုတ်ဆွေးမဲ့သူတွေအလုတ်တွေစတင်မဲ့သူတွေအလုတ်ကန်မရှိတဲ့သူတွေနော်ရေတရာလေးကိုခြေချင်းအပြင်အလွယ်တွေကိုရရှိတာမျိုးအလွယ်တွေကိုအဆင်ပြေတာမျိုးတွေ ကျွန်တော်တွေ့နိုင်ပါတယ်။ဒါကြောင့်ကြေတရားကိုဖျောက်ချပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။အရန်ကောင်းနေတာတခုကခဏကကျွန်တော်ပြောခဲ့လို့ပဲကံနဲ့ပတ်သက်ပြီးတော့အရန်အားကောင်းနေပါတယ်။တော့ကံလေးတွေဆန်းတက်ကြည့်ပါ။ကံဆန်းရမယ့်နံပါတ်က9ပါတဲ့နံပါတ်တွေ3ပါတဲ့နံပါတ်တွေအရန်ကျိုးပေးပါတယ်။ဒီကံကောင်းတဲ့နံပါတ်တွေမိတ်ဆိုဆန်းတက်ကြည့်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။3ထိတ်9အပိတ်ဒီလိုနံပါတ်လေးတွေရွေးချယ်ပြီးတော့ဆန်းကြည့်နော်။9အထိတ်3အပိတ်ပေါ့ဒီလား။ဒါကြောင့်မို့ကိုကကံနဲ့ပတ်သက်ပြီးတော့အကျိုးပေးရတဲ့အကြောင်းမို့ကိုယ့်ရဲ့ကံရှိတဲ့လောက်လေး ။နောက်ကံနဲ့ပတ်သက်ပြီးတော့မျိုးတွေဝင်လာနိုင်ပါတယ်။ဒါကြောင့်ကံဆန်းကြည့်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။မိတ်ဆွေတို့အကျိုးပေးရတဲ့ဘက်ဖြစ်နေလို့ပါ။ကံကောင်းနေတဲ့အယောင်ကတိမ်ပြားရောင်းရဲ့အဖြူရောင်းရင်ကအရန်ကံကောင်းပါတယ်။ကွာညံရှိလို့အသုံးပြုလို့ရပါတယ်။အိုပါအရေးကြီးတဲ့ကိစ္စတွေပြောဆိုတာပဲဖြစ်ဖြစ်အလောက်ကန်နဲ့ပတ်သက်ပြီးတော့နော်သွားတာလာတာပဲဖြစ်ဖြစ်ကံကောင်းခြင်းနဲ့မျက်နှာပွင့်လန်းခြင်းနဲ့ဆိုရင်ဒီအယောင်တွေဝှစ်စင်ပေးပါပဝါတွေပဲဖြစ်ဖြစ်ဒါမို့ရင်အဲ့လိုအဖြူအောင်နဲ့ပတ်သက်တာတိမ်ပြားနဲ့ပတ်သက်တာတွေကအဆောင်တွေနဲ့ဆောင်သွားမယ်ဆိုရင်ရပါတယ်ဒါအဲ့ဒီအနေနဲ့ဝတ်သားမယ်ဆိုရင်ပို့ပြီးတော့ခောက်ပါတယ် ဒီလိုရောင်းတွေကအရန်ကျူပေးနေလို့ပါဒီဆက်လက်ပိုင်းမှာတခုတည်းထားရမှာကတီဝဲသွားမဲ့သူတွေခီးထွက်မဲ့သူတွေအထူးကူဆိုင်ပါတော့ဒီမှာကြာနမိတ်ကဘယင်တပားကဓာတ်ကိုကန်ထားတယ်ဆိုတဲ့နမိတ်မှာရှိတယ်ဘယင်ဆိုတာသိတဲ့အတိုင်းပဲတော့အကြီးအကဲတွေနိုင်ငံနဲ့ပတ်သက်တဲ့အကြီးအကဲတွေအတွက်ကြောင့်အပိတ်ပင်အသားစီကြောင့်ကိုယ့်ရဲ့ခီးစင်တွေပိတ်ပင်တာတွေ နောက်နှောက်နေတာတွေကြံ့ကြာတာတွေဖြစ်နေတတ်ပါတယ်။ဒါကြောင့်မို့ဒီဆက်လာပိုင်းမှာရက်ဝေးသွားမဲ့သူတွေ၊ကြီးထွက်မဲ့သူတွေမသွားတဲ့မလာတဲ့ပါဘူး။လမ်းခေးမှာအပဲ့ပင်အသားကြီးဟန်တာတွေတော်တော်များနေတဲ့ကာလတည်းမှာရှိပါတယ်။နောက်တစ်ချက်သတိထားရမှာကဒီဆက်လာပိုင်းမှာမမြင်နိုင်တော့ကိုယောဂီပညာတွေနဲ့လည်းပြုစားနှောက်ဆက်တတ်ပါတယ်။မိတ်ဆွေကစိတ်ကန်းစိုံသွားလဲမပြဘူး။သွေးစိတ်တတ်မှရတဲ့အဖြစ်မပေါ်ဘူး။စိတ်ရလူနဲ့မကက်ဘူး။ဘာဖြစ်လို့ဖြစ်နေမှန်းမသိဘူး။ နော်တချောင်ချောင်နဲ့ဖြစ်နေတယ်မကြာခဏဖိုက်တယ်အောင်းနေတာပဲညနေဆောင်ဆိုရင်မကြာခဏဖိုက်အောင်တယ်ခေါင်းမှုတယ်ခေါင်းထိုးတယ်ဘာပဲလုံးလုံးစေကန်းစေုံသွားလဲမပြောက်ဘူးဘာဖြစ်လို့ဖြစ်နေမှမသိတဲ့သူတွေကနှောက်ဆက်ဖြစ်ဖို့များတယ်ဒီလထဲမှာလည်းမိတ်ဆွေတို့နှောက်ဆက်ဖို့ကလည်းများနေတော့ကြောင့်မို့မိတ်ဆွေတို့အနေနဲ့ကျွန်တော်ကိုအမ်ဆက်တွေ့လာပြီးတော့အခမဲ့စစ်စီမြင်မြန်လို့ရပါတယ်ကျွန်တော်အခမဲ့လေးစစ်ပေးပါတယ်ပြီးတော့ဒီခါလေးကြာရင်ကိုယ့်ရဲ့နော်မိသားစုရဲ့စီးပွားရေးငွေကြေးဘာကိစ္စမစို့အဆင်မပြေဘူးအပိတ်ပင်အသားချင်းအဟန့်သားတွေ ကြုံနေရတဲ့သူတွေကလည်းဒါကအိမ်တိုက်လိုမျိုးလည်းဖြစ်နေနိုင်ပါတယ်။ယုံကြည်တဲ့သူတွေတော့အခမဲ့လေးကျွန်တော်စစ်ဆေးပေးပါမယ်။စစ်ဆေးရုံတက်တက်ပဲနော်အခမဲ့နော်။ဒါဘေးတွင်ဟောပေးတာမဟုတ်ဘူး။ဒါလေးကွက်ကွက်ပြပြသိစီချင်ပါတယ်။ကဲကြုံမဲဆွေတွေနေနဲ့တော့တကယ်အရေးကြီးမှာတကယ်အကူအညီလိုမှဆက်သွယ်လာပါ နောက်ကဘာမှမဖြစ်ဘူးဆိုတော့မဆက်တွယ်လာပါနဲ့လို့ပဲကျွန်တော်အကြံပြုချင်ပါတယ်။ကျွန်တော်အများနဲ့အခမဲ့ဟိုးပေးရမှာတကြောင်မို့အခါရကြရင်ကျွန်မအားဓာတွေဂျုံတွေ့နိုင်ပါတယ်။ဒါကြောင့်ကြိုတင်ပြီးတော့တတိပေးရခြင်းဖြစ်ပါတယ်။ကဲဒါဆိုရင်ကျွန်တော်ရေတရားလေးပေးမယ်။ဒီရေတရားနှုတ်လိုက်ချင်ရပြီ။ဒီဆက်လာပိုင်းမှာစနေတောင်းတွေကံကောင်းမှုရရှိပြီးတော့နောက်ဝေးချင်းလက်လက်ပတ်တွေလည်းဆွေးမှာဖြစ်ပါ။ကဲရေတရားကိုတူတူကျွန်တော်လိုက်ကြည့်ကြမယ်ခင်ဗျာ။ခြေရမယ့်ရေတရားကနှစ်မျိုးဖြစ်ပါတယ်။တိတ်မခက်ပါဘူး။လွယ်ကူပါတယ်။နံပါတ်၁တစ်ချက်နေနဲ့စနေနေ့မနက်9:40နဲ့9မိနစ်မှာ ပေါက်စီ6လုံးတတိကိုဘုရားမှာကတ်လို့တူတန်းပေးရမှာဖြစ်ပါတယ်။ပေါက်စီဆိုတာကအုံဒီနဲ့လှုပ်ထားတဲ့ပေါက်စီဖြစ်နေရမယ်။တနင်္ဂနွေနံနော်ပေါက်စီပြီးတော့တနင်္ဂနွေဂျိုသက်6လုံးဖြစ်ပါတယ်။အုံဒီပေါက်စီ6လုံးကိုမိဆက်ရဘုရားမှာကတ်လို့တူတန်းလို့လည်းရတယ်လို့ကိုယ့်ရဲ့အိမ်ကဘုရားမှာလည်းတူတန်းလို့ရပါတယ်။ဒီရတဲ့အောင်ကိုခြေချင်းအပြင်မိဆွေရဲ့အခက်အခဲအချက်တွေပြပြောက်သွားမှာဖြစ်ပါတယ်။ ပြီးတော့စီမီတွေမွေးတာတွေထုံးပြီးမျက်တာပို့အပြပေးဝေးပါကျွန်တော်ကျမတို့ဒီဒီနေ့ပြရတော့ကုတုစုစုနဲ့တဏျာပြရတော့ကုတုစုစုတို့ကို32ဘုံကျင်းတဲ့ကြောင့်တော့လှုပ်ဆောင်တော်ဘောင်းတို့ကိုမျက်တာပို့ပါဤအမျှပေးဝေးပါဤအမျှထက်သူရကြပါစေဆိုပြီးတော့ဆုတောင်းပါပြီးဝင်အမျှအမျှဆိုပြီးတော့ပေးပါဒီရက်တရားက17လပိုင်းမှာစနေတားမြွေအတွက်လက်စင်လက်ပွေပြီးတော့အိမ်တော်ကြီးအချစ်ကြီးတွေတာယာစီမဲ့ရက်တရားဖြစ်ပါတယ်နောက်တစ်ခုကြံပါသေးတယ်ဒီရေတရားကမိတ်ဆွေဆန္ဒပါမှာကြုံတွေ့မဲ့အခက်ခဲတွေအကျက်တွေတောက်ပြောက်သွားပြီးတော့ ကောင်းတဲ့အရာလေးတွေအမြန်ဆုံးဝင်လာအောင်လုပ်ရမယ့်ချက်တရားဖြစ်ပါတယ်။လွယ်ကူတဲ့မိတ်ဆွေရဲ့အိမ်မှာနော်တရက်ပြင်ရှိတယ်ဆိုရင်တရက်ရွက်လည်းချနေလို့ရတယ်လို့ဒါမှမဟုတ်ဆိုရင်တပြေခတ်တယ်လည်းချနေလို့ရတယ်။ဒါမှမဟုတ်ဆိုရင်တီဟိုညို့တီဟိုကျွက်တယ်လည်းရပါတယ်။ဒီကျွန်တော်ပြောတဲ့အစဉ်ပြေရာကျွက်တစ်ခုခုကိုမိတ်ဆွေရဲ့ဖက်နှက်စဉ်နော်ဖက်နှက်ထားတဲ့နေရာမှာပြချလိုက်ပါပြချပြီးမိတ်ဆွေဖက်နှက်စီပြီးတော့စိတ်ကျင်တဲ့လည်းချနေမှာအဲ့ဒါလည်းချနေသွားဆိုလက်အိမ်ကိုဆွတ်ပြီးတော့ ချနေနာတဲ့ဟာကိုဂိုင်ပြီးတော့ချောင်းတွေမြောင်းတွေမှာရေစည်းမြောင်တမျောပြစ်လိုက်ပါပြောရမယ့်စကားကဟောဒီအရွက်တွေအညွတ်တွေနဲ့အတူကျွန်တော်ကြုံတွေ့နေတော့အခက်ခဲအညက်တွေတပါးလေးမျောပါသွားပါစီဆိုပြီးတော့ဆူတောင်းရမှာဖြစ်ပါတယ်ဒါကိုမျောချင်းအားဖြင့်မိတ်ဆွေအညက်တွေပပျောက်သွားပြီးတော့ခဏဝါပေါ့စီချင်တဲ့ရေတရားဆွမ်းအားကြောင့်လက်ပွေတာတွေလက်ဆွေနာတွေငွေကြေးတွေပြည့်စုံမှာဖြစ်ပါတယ်ဒီရေတရားကိုပြောင်းလဲလုပ်ပေးပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်ခင်ဗျာ